သက်လုံးဓာရဲလုပ်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးလို့ဆိုကြတယ်ကျွန်တော်တို့အားလုံးသိတယ်ဝေးချဖို့အတွက်ကျွန်တော်တို့ဒီကယ်လိုရီတွေရှော့စားရမယ်ချမ်းမာဖို့အတွက်စားတောက်တဲ့ပုံစံကိုပြင်ရမယ်အဲ့ဒီမှာအုပ်စုနှစ်စု꿰သွားတယ်ပထမတစ်စုက အချိန်တူလေးနဲ့ရလက်ပြောင်းသွားတယ်ရလက်တွေကောင်းသွားတယ်ဒါပေမဲ့အဲ့ဒီရလက်ကိုတို့ရေရှည်မထိန်းထားနိုင်ဘူး။ဘာကြောင့်လဲဆိုရင်ရေတူလေးနဲ့ရလက်အမြန်ထွက်ဖို့အတွက်တို့ sacrifice လုပ်ပြီးတော့ သူတို့ဇတိလိုက်ရတဲ့အရာတွေအများကြီးရှိတယ်။သူတို့ရဲ့စားနေကြ lifestyle ကြီးကိုလုံးဝ change လုပ်လိုက်တယ်။အဲ့တော့ရလက်တော့ထွက်သွားပါရဲ့။ဒါပေမဲ့အဲ့ဒီ lifestyle ကြီးမှာဘယ်သူမှမနေနိုင်ဘူး။ weight တွေပြန်တက်လာတယ်။ရေရှင်မှပိန်လိုက်ဖောင်းလိုက်ပိန်လိုက်ဖောင်းလိုက်နဲ့ leg short ထွားကြတယ်။နောက်ထပ်ကျွန်တော်ကြိုက်တဲ့ type မျိုးကြတော့ရလက်ကိုချက်ချင်းရဖို့ကောင်းနေမထက်ဘူး။ ကျွန်တော်ရဲ့ lifestyle ကိုတစ်ချိန်မှာတစ်ခုချင်းစီပြင်သွားတယ်ပြင်သွားရင်ပြင်သွားရင်အဲ့ပြင်သွားတဲ့ပုံစံကကျွန်တော်ရဲ့ lifestyle ဖြစ်လာတော့ရေရှည်မှာကျွန်တော်တို့ရဲ့ identity တစ်ခုလုံးက change ဖြစ်သွားတယ် behavior change ကြောင်းလေ့လာရသူတွေဆိုဒီအချက်ကိုပိုသိတယ်ပေါ့နော်အဲ့ကျွန်တော်ပြောချင်တာကဝိဇ္ဇေကမင်္ဂလာဆောင်ရှိလို့ပွဲယူစရာရှိလို့ပွဲတက်စရာရှိလို့အချိန်တို့ဝိတ်ချမယ်ဆိုရင် okay extreme တွေလောက်ရှင်လောက်လိုက်ပါမိတ်ဆွေရဲ့လွတ်လပ်ကွန်းမှာအဲ့မဲ့အဲ့ဒီဟာဒီရေရှည်မခံဘူးဆိုတော့သိသိချင်းလေရေရှည်ခံတဲ့ ပြောင်းလဲမှုအတွက်ကျွန်တော်တို့ဒီတစ်ချိန်မှာတစ်ခုစီတာချိန်သွားမှာအဆင်ပြေမှာဝုန်းကနေအများကြီးချိန်လိုက်လို့ဘယ်နဲ့မှမရောက်ပါဘူးကျွန်တော်တို့အလုပ်တစ်ခုကိုစလုပ်ဖို့ motivation လို့လိုပေမဲ့ရေရှည်ဆက်သွားဖို့ဆိုရင်တော့ discipline လို့လိုတဲ့စီကံကလိုအပ်ပါတယ်အဲ့ဒီစီကံဆိုတာဘာလဲမဖြစ်မနေဖြစ်အောင်လုပ်မယ် နေပူရနေလို့မိုးရွာတာမိုးလို့ကိုလို့ကိုလုံးမယ်။ဘာပွဲလန်းရှိကြီးကိုယ့်ရဲ့ lifetime ကိုဖြည်းဖြည်းချင်းချိန်တော့တာဖြစ်တဲ့အတွက်အဆုံးသတ်မှာပိုကောင်းတဲ့အရက်လက်ရှိနေမှာလို့ဆိုကြပါတယ်။တွေးစားတစ်ခုညာရဲ့ yes တုံးမှပဲပါ။ကျွန်တော်ခုနကဥပါကျေးဇူးတင်ပါတယ်။